see the pain in me is oh my she got it oh they got caught up ah and is oh my see the pain ตีนเนี่ยอันนี้ซ้อมมาရှိနေတယ်ဒီဆုံးပါစီးပြီးတန်းရှိနေ ညာရှင်တွေရဲ့နွေပညာလုပ်ငန်းစဉ်ရည်တည်မှုပုံစံတွေကိုဆွေးနွေးသွားမယ့်ဒီအစီအစဉ်ကို Multiverse Asia ရဲ့ YouTube ကနေထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်။ဒါကိုကြည့်ပြီးခေပြိုင်နွေပညာရှင်တွေရဲ့နွေပညာဖန်တီးမှုတွေစိတ်ကူးတွေကိုပရိသတ်တွေအနေနဲ့ online ကနေတဆင့်ကြည့်ရှုနိုင်ဖို့ရည်ရွယ်ထားပါတယ်။အကျိုးမြတ်အတွက်မရည်ရွယ်ထားတဲ့ဒီအစီအစဉ်ကိုဖြောညာနဲ့ဈေးကွက် agency ဖြစ်တဲ့ Multiverse Asia ကစီစဉ်တာဖြစ်ပါတယ်။ တပတ်ကိုအနုပညာရှင်တဦးနဲ့မင်းမြန်မာဖြစ်ပြီးအပိုင်းနှစ်ပိုင်းခွဲပြီးထုတ်လွှင့်သွားမှာဖြစ်ပါတယ်။အကောရနန်ပရိုဖက်ဆိုတော့လေဟာပေါ့ global လဲသိစေခြင်းနဲ့အဲ့ခါမှကျတော့ YouTube channel နဲ့တင်တဲ့အခါကျတော့ရှင် အကုန်လုံးကြည့်လို့ရတယ် YouTube ကနေလောက်တာအာ episode pilot episode ကတော့ဒီနေ့စတယ်ဒီ season အဓိကတော့အနုပညာကိုခံစားခက်တဲ့လူတွေလည်းဘလုံမျိုးအနုပညာတစ်ခုဖြစ်လာတာခက်ခဲလဲဆိုတာနားလည်အောင်ပြောပြခြင်းနဲ့သဘောပါပဲပြီးတော့ဟိုပကြီးဆရာအနုပညာဆရာဆိုလို့ရှိရင်ဟိုပတ်စံရှားတာရမ်းခက်တယ်ဟိုအောင်မြင်ကြီးပွားမှာမဟုတ်လို့ထင်ကြမယ်အခုခင်ဆရာပြောင်းနေတော့ဘယ်ဟာပဲလုံးလုံးလူတိုင်းအကုန်ကိုဟို appreciate ဖြစ်လာတာပေါ့နော်အဲ့ဒါပြောချင်တယ်အဲ့အဲ့ဒါနားလည်သွားရင်ကိုချိန်နဲ့ဟုတ် TV စီစဉ်တွေမှာဖြစ်ရမှန်ပြသမှုတွေအကြမ်းဖက်တိုက်ခိုက်မှုတွေနိုင်ငံရေးသမိုင်းတွေကိုဖော်ပြကြပြီးမဲ့မြို့ပညာရှင်တွေရဲ့အကြောင်းကိုဖော်ပြတာမျိုးနဲတောင်မို့ဒီစီစဉ်ကိုစတင်တာဖြစ်တယ်လို့တုံကပြောပါတယ် We, we realized as we read publications and we watched the local television that people were talking about high tech and people were talking about the government, but nobody was talking about what was going on in art scene. အဲ့ဟောကုံယူဖို့ကောင်းတဲ့မြမနုပညာရှင်ဒီအကြောင်းကိုကိုဘာကိုသိသိချင်တာပါကိုယုံကြည်ရာကိုရှောက်လန်းပြီးတော့တခြားသူတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေခံရပေမဲ့သူတို့ရဲ့အတွေ့အကြုံတွေမလွယ်ကူဘူးဆိုတာကိုလည်းလူတိုင်းကိုသိသိချင်တာပါဒီစီစဉ်ကို2016ခုနှစ် February 26ရက်နေ့ကမြန်မာနိုင်ငံ၏ဖန်တီးနိုင်မှုကို Twin Pop ရှာဖွေခြင်းဆိုတဲ့အစီအစဉ်နဲ့စတင်ခဲ့တာဖြစ်ပါတယ် Art to Art စီစဉ်မှာပါဝင်ဆွေးနွေးခဲ့သူကတော့ Fashion Designer ကိုအာသစ်လူမြန်ပဲဖြစ်ပါတယ် အော်ဒီနုပညာတို့လိုမျိုးနော်အာဘယ်လိုလဲခေါက်ခွင့်ရရပေါ့နော်ဒီလိုမျိုးစီစဉ်မှာလူတွေရောနော်ဒီအနုအနုပညာဟာဘလောက်အရေးကြီးလဲနော်ဘလောက်ကိုတတ်မိုးထားရရှိတယ်လူတွေရဲ့ culture ဘလောက်အာဘလောက်မြင့်တင်လဲဆိုတာအဲ့ဒါအဲ့ဒါအရင်ဆုံးဖြစ်တယ်နော်ဒါပေမဲ့အဲ့ဒီအတွက်လည်းအကုန်လုံးကိုကိုရွေးချယ်မှုကတစ်ခါလေကြရရင်အကုန်လုံးအတွက်အဆင်ပြေရမယ်ကိုအတွက်အဆင်ပြေရင်အဲ့ဒါရွေးရပေါ့နော်ရရင်ဆိုတာလျှောက်လမ်းမှာလို့အဲ့ဒါအကုန်လုံးကိုပြောချင်ပါတယ်ဟုတ်ကြီးစစ်ပါတယ်